င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်အထွေထွေထိုးစစ်ကြီးစတဲ့ပေါ် PDF တွေအစင်တင်ဖြစ်လာပြီလားဆိုရဲစောင်းပါတင်ဆက်ပေးပါမယ်2021ခုနှစ်မေလ9ရက်နေ့မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG မှစတင်ဖွဲ့စည်းခဲ့တဲ့ပြည်သူ့ကာကွယ်တမတော် PDF ကအခုကစင်ရအင်အားပြေဝလာပြီးဆေးအာဏာရှင်စနစ်ကိုအပြတ်အသတ်တိုက်ဖြတ်ဖို့အထွေထွေထိုးစစ်ကြီးဆင်နွှဲနိုင်တဲ့အဆင့်ကိုရောက်ရှိလာနေပြီဖြစ်ပါတယ် PDF ကို2021ခုနှစ်မေလ9ရက်နေ့မှာ NUG မှတရားဝင်ဖွဲ့စည်းခဲ့ပြီး Federal ပြည်ထောင်စုတမတော် ော်ရင်ရှိပြင်းဖြစ်သတ်မှတ်ခဲ့ပါတယ်။စတင်ဖွဲ့စည်းစဉ်ကပီဒီအက်တပ်ဖွဲ့ဝင်တွေကတူမီများလက်လုံတနက်များနဲ့ချောင်းပြစ်ပြီးနီးဖြူဟာများနဲ့စတင်တိုက်ခိုက်ခဲ့ရတယ်။ဒီအချိန်ကပီဒီအက်တွေကစစ်ပညာစစ်ယူနီဖောင်းတွေနဲ့တိုက်ပွဲတွေ့ကြုံမရှိသေးတဲ့အတွက်အထင်သေးချင်းခံခဲ့ရတယ်။ဒါပေမဲ့အခုကပီဒီအက်ကလေးနှစ်တင်တင်ကြာမြင့်လာပြီဖြစ်ပြီးစီအရာအင်အားပြည့်ဝလာပြီးဆီအာနာရှင်စနစ်အတွက်ကြီးမားတဲ့ချိန်ချမှုတည်ရဖြစ်လာခဲ့ပါတယ်။အခုကပီဒီအက်တပ်ဖွဲ့တွေကမြို့တွေကိုတာမကကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစားတွေကိုပါဥတီတိုက်ခိုက်လာကြောင် မင်းအောင်လိုင်းကိုရိုင်ဝန်ခံခဲ့တဲ့ကပ္ပစဆက်လီဆက်ယုံကိုပါချင်းချောင်းနိုင်တဲ့အဆင့်ကိုရောက်ရှိလာပြီးဖြစ်ပါတယ်။ဒါအပြင် PDF တပ်ဖွဲ့တွေကနေပြည်တော်ထိချင်းချောင်းလာနိုင်တဲ့အင်အားရှိလာပြီးတိုင်းဒေသလက်နက်ကင်တွေရဲ့ထောက်ပံ့မှုနဲ့အင်အားတစတစကြီးထွားလာနေကြောင်းစစ်တပ်ဘက်မှဝန်ခံခဲ့ပါတယ်။ PDF ရဲ့စည်ရင်အောင်မြင်မှုတွေကြောင့်စစ်တပ်ဘက်မှပဒတ်လို့လောင်ပြောင်ခုံဝမှုတွေလုံးဝပြောက်ွယ်သွားခဲ့ပါပြီဖြစ်ပါတယ်။ PDF ရဲ့အဓိကရည်မှန်ချက်ကဆင်အာနာရှင်စနစ်ကြဆုံးရေး Federal Democracy ရရှိရေး Federal ပြည်ထောင်စုတက်မတော်မှာပူးပေါင်းပါဝင်ရေးလို့ဖြစ်ပါတယ်။ PDF မှာသစ္စာအဋ္ဌတန်၄ချက်ရှိပြီးပြည်ထောင်စုနဲ့ပြည်ထောင်စုသားတွေပေါ်သစ္စာစောင့်တည်ခြင်း Federal Democracy တိုက်ပွဲတွင်ကြဆုံးခဲ့တဲ့သူရဲကောင်းတွေကိုသစ္စာစောင့်တည်ခြင်းပြည်သူလူထုရဲ့အသက်အဝင်စီစဉ်ကိုကာကွယ်ဆောင်ရှောက်ခြင်း Federal ပြည်ထောင်စုတည်ဆောက်ရေးအတွက်အသက်ဆုံးလို့ပေါ် ိတ်တံပြုခြင်းလို့ဖြစ်ပါတယ်။ PDF တွေကကနအုပ်ကလက်လုံတနက်တွေနဲ့စတင်ခဲ့ရမှာအခုကစနစ်တကျလေ့ကျင့်တင်ကြားထားတဲ့တပ်ဖွဲ့ဝင်များခင်မီလက်နက်ပစ္စည်းများနဲ့စနစ်ကြတဲ့စည်ရေးပြူဟာများရှိလာပြီဖြစ်ပါတယ်။ PDF တွေကပြည်သူတွေရဲ့ထောက်ခံမှုကိုအပြည့်အဝရရှိထားပြီးပြည်သူများနဲ့အတူတကွာရှက်တည်နေပါတယ်။တိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့မဟာမိတ်ဖွဲ့ထားပြီးစည်ရေးရပူးပေါင်းဆောင်ရွက်နေပါတယ်။စစ်ကောင်စီက PDF ရဲ့တိုက်ခိုက်မှုတွေကြောင့်အင်အားယိုယွတ်လာပြီးကာကွယ်ပစ္စည်းစက်ရုံတွေကိုပါကာကွယ်ဖို့ခက်ခဲလာခြင်းကိုဝန်ခံလာတယ်။ NUG နဲ့ PDF တို့ကနိုင်ငံတကာမှတင်ရွေးဖွဲ့စည်းများဖြင့် ဲ့အတိမတ်ပြမှုတွေရှိပါတယ်ပြည်သူ့ကာကွယ်တပ်မတော် PDF ကစတင်ဖွဲ့စည်းစီကအထင်သေးခံခဲ့ရပြီးမယ်အခုကစီရင်ရအင်အားပြေဝလာပြီးဆေးရနာရှင်စနစ်ကိုအပြတ်သက်တိုက်ဖြိုင်နိုင်တဲ့အဆင့်ကိုရောက်ရှိလာပြီးဖြစ်ပါတယ် PDF ရဲ့စီရင်အမြင်မှုများပြည်သူ့ထောက်ခံမှုနဲ့တိုင်းသားလက်နက်ကိုင်များနဲ့ပူးပေါင်းဆောင်ရွက်နိုင်မှုတို့ကအထွေထွေထူးဆစ်ကြီးဆင်နွှဲနိုင်တဲ့အလားအလာကိုမြင့်တက်စေပါတယ်ဒါကြောင့်မကြာမီကာလအတွင်း PDF မှာစစ်အာဏာရှင်စနစ်ကိုအပြတ်သက်တိုက်ဖြတ်ဖို့အထွေထွေထူးဆစ်ကြီးဆင်နွှဲနိုင်တယ်လို့ခန့်မှန်းပါတယ် တာကမြန်မာပြည်သူပြည်သားတွေရဲ့လွတ်လပ်ရေးဒဏ်လူညီးများမှုနဲ့ဒီမိုကရေစီတို့အတွက်ကြီးမားတဲ့အခွင့်အရေးတစ်ရက်ဖြစ်လာမယ်လို့မျှော်လင့်ရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့တော်လိုင်းတပ်ဖွဲ့တွေ80ရာခိုင်နှုန်းနည်းမြေပိုင်ဆိုးတဲ့တဲ့လားဆိုရင်အောင်တင်ဆက်ပေးပါမယ်။အာဆီယံကောင်းဆောင်တွေရဲ့တည်တံ့သဘောထားညင်ညာချက်ထုတ်ပြန်ခြင်းပေါ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့သဘောထား ရက်တီချက်ထုတ်ပြန်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့မေလ28ရက်နေ့ကစတဲ့ဆောင်ထုတ်ပြန်ခဲ့ပါတယ်။ဒီဆိုင်ရဲ့အပိုင်ငါးမှာနိုင်ငံရေး80ရာခိုင်နှုန်းနီးပါးအထိနေမြေထိန်းချုပ်စိုးမိုးထားတဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းသားတော်လှန်အင်အားစုတွေကလက်တွေ့အုပ်ချုပ်နေတဲ့နေရာတွေမှာတိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ဖို့အမျိုးသားညီညွတ်ရေးအစိုးရမှအာဆီယံကိုတိုက်တွန်းပါတယ်လို့ပါဝင်ပါတယ်။ဒီနေရာမှာ80ရာခိုင်နှုန်းလို့သုံးလုံးထားတာဟာစိတ်ဝင်စားစရာကောင်းပါတယ်။နေမြေပိုင်ဆိုးမှုကိုအားယူပြီးတော်လှန်ကိုအတိမတ်ပြုဆက်ဆံဖို့တိုက်တွန်းနှိုးဆော်လိုက်တာပါ။ຫນွေဦးတော်လှန်ရေး၄နှစ်ကျော်ကာလအတွင်း မှလည်းဒီသဘောကိုအထက်တက်ပြောကြဆိုကြ၊ဂုံယူဝင်ကြောင်းမျှဝေတတ်ကြပါရဲ့။ တော်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုက်ထားတဲ့မြို့နယ်တွေကိုမြန်မာနိုင်ငံမျိုးပုံပေါ်မှာဖော်ပြထားပုံတွေကပြည်ရဲမှလည်းလူကြိုက်များသလိုနိုင်ငံတကာကိုတိုက်တွန်းနှိုးဆော်ရမှလည်းအရက်ဖက်ဖွဲ့တွေတော်လိုင်းဖွဲ့တွေကအသုံးပြုတတ်ပါတယ်။ထို့အတူစကောင်စီကလည်းသူတို့ဟာတိုင်းပြည်ကိုထိန်းချုပ်ထားနိုင်ကြောင်းပြသဖို့အတွက်ဒီနီးကိုတိုင်းရိုက်ဖြစ်စေတွယ်ဝိုက်ပြီးဖြစ်စေအသုံးပြုတတ်ပါတယ်။နှစ်ကုန်ပိုင်းမှာကျင်းပမယ့်အထွေထွေရွှေကောက်ပွဲအတွက်စကောင်စီပြည်သူ့ရွှေကောက်ပွဲကော်မရှင်ရဲ့လက်ရှိစီရင်နေရမဲဆန္ဒစေ269မြို့နယ်မှာကျင်းပဖို့ရှိနေလို့ဇွန်လ9ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။စကောင်စီ ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ကြမ်းအရမျိုးနယ်ပေါင်း330ရှိနေမြန်မာနိုင်ငံရဲ့80ရာခိုင်နှုန်းကျော်မှာရွေးကောက်ပွဲကျင်းပသွားမယ်ဆိုတဲ့သဘောပါဆိုတော့စစ်ကောင်စီကလည်း80ရာခိုင်နှုန်း NUG နဲ့တော်လိုင်းတပ်ဖွဲ့တွေကလည်း80ရာခိုင်နှုန်းလို့အတီးတီးပြောနေကြတဲ့သဘောပါပဲဒီတော့မင်းစရာရှိတာကဘသူကမှားနေတာလဲတေးကြတာတော့စစ်ကောင်စီကဒီနေ့တိုင်းပြည်ရဲ့ ညီမျက်နှာတွင်ပြင်သုံးပုံတစ်ပုံကိုသာအပြေဝထိန်းချုပ်ထားနိုင်နေဆိုတဲ့ရေပုံရပြောဆိုချက်ကတော့အနည်းဆက်ဆုံးရှိနေပါတယ်။ဒီနေရာမှာညာမြင်ညာတက်တဲ့စစ်ကောင်စီရဲ့နေမြေပိုင်ဆိုတဲ့ဆိုတဲ့ပြောဆိုချက်တွေထက်စစ်ကောင်စီလက်ထက်ကနေမြေတလက်မတိုင်းကိုရှာအောင်ရှုမဲတော်လိုင်းတပ်ဖွဲ့တွေရဲ့နေမြေပိုင်ဆိုမှုအခြေပြုပြောဆိုချက်တွေရဲ့ကောင်းကျိုးဆိုးဖြစ်ကိုတောင်းတလိုပါတယ်။နိုင်ငံတကာကဒီချက်ကိုလက်တွေ့လက်ခံနိုင်ရဲ့လား။ နီးနာပိုင်းမှာလွဲနေပါတယ်ပထမအောင်ဆုံးပြဿနာကနီးနာပိုင်းပြဿနာပါတိုင်းပြည်နယ်နိမိတ်ဆိုတာခင်ဟောင်းကလို့မြေကြီးတင်မကတော့ပဲလေဒုဝင်းဟင်ပါထက်တွက်ဖို့တော့တော်လိုင်းဖက်တော်သားတွေပြက်ကွက်နေပါတယ်မြေဒုကိုပိုင်ထားပေမဲ့လေဒုကိုမပိုင်ထားသေးပါဘူးဒရုန်းနေကြောင်အတိုင်းအတာတစ်ခုအထိလေဒုကိုအတုံးချနိုင်ပေမဲ့အများကြီးကွာလှမ်းနေပါတယ်မြေချောင်းအင်းအိုင်လောက်ကိုပိုင်ဆိုးနိုင်ပေမဲ့ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာဆိုရင်ပင်လယ်ပြင်ရေပြင်ကတိုက်တင်းမောတွေရှိသူကသာအုပ်ဆိုးနိုင်စေဖြစ်ပါတယ်နောက်တန်းနီးနာပိုင်းအားနည်းချက်တွေကတော့မြို့နယ်လိုက်တွေးခေါ်ကြတဲ့ကိစ္စပါ တချို့ကမြို့နယ်ကိုအခြေခံပြီးတချို့ကဘဂတိမြေပြင်ကိုထင်ဟပ်ဖို့ကြိုးစားကြပါနဲ့ဥပမာလက်ရှိရခိုင်ပြည်နယ်ရဲ့မြေထုတသက်ကိုပဲအသုံးသတ်မယ်ဆိုရင်စစ်တွေကြားဖြူနယ်မှအောင်ကြံကွက်ကကလေးသားချန်တော်ရာမို65ရာခိုင်နှုန်းကိုတိမ့်ပိုင်ထားနိုင်တယ်လို့ဆိုနိုင်ပါတယ်။ဒါပေမဲ့မြို့နယ်ကိုအခြေခံလိုက်ရင်တော့83ရာခိုင်နှုန်းသာရနေတဲ့သဘောဖြစ်ပါတယ်။ပြောင်းမြန်အပြင်ချင်းပြည်နယ်မှာဆိုရင်ချင်းပြည်နယ်ရဲ့85ရာခိုင်နှုန်းကိုတော်လိုင်းတက်တွေထိန်းချုပ်ထားတယ်လို့ဆိုပေမဲ့မြို့အပြင်60ရာခိုင်နှုန်းလောက်သာရှာသေးတဲ့သဘောဖြစ်ပါတယ်။ဒါပေမဲ့ဘလို့ပဲနီးနာပိုင်းလွဲပါ ါစီ2021ခုနှစ်ဖေဖော်ဝါရီလကနေစတင်မယ်ဆိုရင်တော့ဒါဟာတော်လိုင်းတက်တွေရဲ့တိုးတက်မှုကိုအမှန်တကယ်ပြသနိုင်တာဖြစ်ပါတယ်။ ဒါပေမဲ့နေမြေတွေတင်းထားနိုင်တာဟာပန်းတိုင်မဖြစ်သင့်ပါဘူးဒီလိုမဟုတ်ပဲနေမြေပိုင်ဆိုရေးတသက်ကိုအလေးထားလွှင့်လိုက်ရင်တတိုင်းပြည်လုံးအလုံးစုံအစုလိုက်အတူတကွပြောင်းလဲဆိုတဲ့ပန်းတိုင်ကိုမျက်ခြေပြတ်သွားနိုင်တဲ့ဘေးအန္တရာယ်ကရှိလာနိုင်ပါတယ်ဒါဟာနိုင်ငံတကာကပြောနေတဲ့မြန်မာပြည်ပြိုကွဲသွားမလားဆိုတဲ့စိုးရိမ်ချက်ကိုပုံမအားကောင်းစေပါလိမ့်မယ်နေမြေပိုင်ုံနဲ့တိုင်းပြည်ဖြစ်သလားကိုနေမြေကိုထိန်းချုပ်နိုင်ပြီးအုပ်ချုပ်နိုင်ပြီးဆိုရင်ဘ ਹੁ အာနာကိုဘသူပဲအုပ်ချုပ်ပါစေအပေးယူလုပ်ပြီးကိုဒေတာကိုပိုင်အုပ်ချုပ်ခွင့်ယူလို့ရတာပဲလို့ဒီညမှာစုံနိုင်စရာရှိပါတယ်ဒီထက်ပို အစင်းမြင့်ရင်တော့ကိုပိုင်အချုပ်ချာအာဏာပိုင်နိုင်ငံတစ်ခုတည်းတက်လန်းနိုင်တာပဲလို့ပြောနိုင်ပါတယ်။ဝါဒီတာလို့ကိုပိုင်အုပ်ချုပ်ကွင်းကိုပိုင်စတက်တွေနဲ့ဘဝကိုစိတ်ကူးရှင်ကြပါတယ်။ဒါပေမဲ့ဝါဟာနိုင်ငံ내ကနိုင်ငံတစ်ခုလိုမျိုးကျင့်သုံးနေပြီးမြင့်အစအစရရာတရုတ်ကိုမိခိုးအားထားနေရတယ်။ပုံနာအဆက်စင် ရုပ်သိမ်းရုပ်အဆင့်သာဖြစ်နေတာဝါပြည်သူတွေကလည်းနိုင်ငံသားအခွင့်အရေးလွတ်လပ်ခွင့်ဘာမှမရှိတော့တာတွေကိုလည်းမြင်အောင်ကြည့်ဖို့လိုအပ်ပါတယ်လက်တလုံးမှာဆိုရင်လည်းဝါနယ်ကမူရင်စေဝါကိစ္စကိုထိုင်းအစိုးရကစစ်ကောင်စီကိုသာလှမ်းပြောပါတယ်နိုင်ငံချင်းချင်းစကားပြောတဲ့သဘောပါပဲဝါဟာလက်ရှိအခြေအနေကိုခွင့်ကောင်းယူပြီးနိုင်ငံတခုတည်ဆောက်နိုင်တဲ့အင်အားရှိပြီမြန်နိုင်ငံတကာစနစ်ကလက်ခံမယ်ထင်ပါသလားနောက်ထပ်စောဒကတက်စရာတခုကတော့နေဆက်တွေပိုင်းနေအိန္ဒိယနိုင်ငံတွေကဆက်ဆံလာမှာပဲလို့ဆိုခြင်းဖြစ်ပါတယ်အိန္ဒိယတွေကနေမြေပိုင်းဆိုလို့ဆက်ဆံမယ်ဆိုတာမှန်ပြီ ီမဲ့နိုင်ငံတကာနိုင်ငံရဲ့အစိုးရတရက်လိုဆက်ဆံတာဟုတ်ရဲ့လားလို့တော့မီးစီကျင်ပါတယ်ဒီလိုပြောလို့နိုင်ငံတိအိမ်မဟာမမတ်ထိုက်ဖို့လို့မဆိုလိုပါဘူးဒါပေမဲ့ဒီအိမ်မတ်တွေဟာမိဘဘိုးအစိုးရတရက်ရှိနေရင်အထင်ကိုင်းအရှာနာနေနေနဲ့လုံလို့ရနိုင်စရာရှိပါတယ်ကျွန်တော်တို့တိုင်းပြည်ဟာတိုင်းရင်းသားပြည်သူအားလုံးရဲ့ရှန်သူအမိုက်တရိုက်တွေကိုရှင်းနေကြအောင်ဖြစ်ပါတယ်ခြံကရှင်းနေတော့ခြံစီကိုလိုက်ခတ်ခြင်းရတော့တခြားမလိုလားအတဲ့ပြဿနာတွေနဲ့တင်တန်တရားလဲစီမဲ့ဘေးကရှိနေတာကိုတတိချက်ကြစီကြပါတယ်လက်ရှိတင်ရှမ်းမြောက်ကနေမြေပိုင်ခြာ ချမှုတွေဟာစိုးရိမ်စရာကောင်းနေပါတယ်။ နိုင်ငံဖြစ်တည်မှုရဲ့တည်ရမှုကျေပြန်ခြင်းဒီလိုနယ်မြေထိန်းချုပ်မှုတွေကိုဦးစားပေးပြောဆိုနေကြသူတွေဟာနယ်မြေထိန်းချုပ်နိုင်တာနဲ့အချုပ်ကြအာဏာပိုင်သွားပြီလို့ထင်တတ်ကြသူတွေရှိပါတယ်။တချို့ပိုပြီးကျင်းမြောင်းတဲ့အမြင်မျိုးမှဆိုရင်ကိုယ်နယ်မြေကိုပြန်သိမ်းနိုင်ရပြီဆိုတဲ့စစ်ဘီရင်ဆန်ဆန်အယူဆမျိုးပြောဆိုတတ်ကြပါတယ်။ဒါပေမဲ့ဒီလိုအမြင်ရှိသူတွေမိနေတတ်ကြတာကနိုင်ငံတနိုင်ငံရဲ့နေနမိဟာလက်ရှိမြေပုံပေါ်မှာမြင်ရတဲ့လောက်သာရှိပေမယ့်နိုင်ငံဖြစ်ချင်းရဲ့လွှမ်းမိုးတည်ရမှုကတော့မြန်မာနိုင်ငံသားတွေရှိရဲ့ကဘာရဲ့ရက်ကိုလွှမ်းမိုးတည်ရောက်တယ်ဆိုတဲ့အချက်ပါလက်ရှိနိုင်ငံ ကစနေရနိုင်ငံကိုသာအတိမတ်ပြုတဲ့ဖွဲ့ဝင်နိုင်ငံများအကြားကြီးငယ်မရွေးအထုံးချာအာဏာဒန်းတူညီမှု အခြေခံမှုကိုကျင့်သုံးနေဆိုတဲ့အခြေခံမှုတွေကြောင့်နိုင်ငံတကာမျက်နှာစာမှာအရေးပါတဲ့နယ်ပယ်တွေကိုထိန်းချုပ်ထားနိုင်သူသာအလေးပေးဆက်ဆံခံရပါတယ်လို့ရှင်းသားထားတာကိုတင်ဆက်ပေးနိုင်ရပါရှင်